အိန္ဒိယဆိုတာဟာရိုးရရင်ကျိမှုတွေထူးဆန်းတဲ့အစားအသောက်တွေစွဲဆောင်မှုရှိတဲ့ဇက်ကားတွေနဲ့ပြည့်နှံ့နေတဲ့နိုင်ငံတစ်နိုင်ငံဆိုတာကျွန်တော်တို့အားလုံးသိပြီးသားဖြစ်ပါလိမ့်မယ်။ဒါပေမဲ့အိန္ဒိယနိုင်ငံနဲ့ပတ်သက်လာရင်မိတ်ဆွေတို့မတီးသေးတဲ့ထူးဆန်းတဲ့ကိစ္စတွေလည်းအများကြီးရှိပါသေးတယ်။ဥပမာအနေနဲ့ပြောမယ်ဆိုရင်ကြွက်တွေပြည့်နှံ့နေတဲ့ဖရာကြောင့်လေရေပေါ်မှာတိဆောက်ထားတဲ့စားတိုင်းနဲ့လေးချုံတန်ကူသာအတုံးပြူပြီးဇကားပြောဆိုဆက်ဆံတဲ့ကြွားတွေကလည်းထူးဆန်းလာပါရဲ့။ ဒါကြောင့်မလို့ဒီကနေ့မှာတော့ပြည်သူတို့အတွက်အိန္ဒိယနိုင်ငံမှာသာတွေ့မြင်ရမယ့်ထူးထူးဆန်းအကြောင်းအရာ၁၀ခုကိုကျွန်တော်ပြောပြပေးသွားမှာပါ။ဒါကြောင့်မလို့အစီအစဉ်လေးကိုစိတ်ဝင်စားတယ်ဆိုရင်တော့ဗီဒီယိုလေးကိုအဆုံးထိလိုက်ပါကြည့်ရှုကြည့်အောင်ပါ။စင်ပြက်တနာယထာလန်တွေကြောင့်အိန္ဒိယနိုင်ငံမှာစင်တွေဟာတိုက်စုံမှုများပြားနေပါတယ်။မိတ်ဆွေတို့အနေနဲ့ဒီအကြောင်းအရာကိုကြားရတာနည်းနည်းတော့ထူးဆန်းနေပါလိမ့်မယ်။ ဘာလို့လဲဆိုတော့အိန္ဒိယနိုင်ငံမှာရှိတဲ့ဆင်တွေတည်ဆုံးမှုကတဘာဝအတိုင်းမဟုတ်ပဲဒုတိယတည်ဆုံးမှုအများဆုံးကတော့ယထားနဲ့တိုင်ပြီလို့ပါတဘာဝအတိုင်းမဟုတ်ပဲပထမဆုံးတည်ဆုံးမှုအများဆုံးကတော့ဆင်တွေဟာဓာတ်လိုက်ပြီးတည်ဆုံးလာတာဖြစ်ပါတယ်အခုကျွန်တော်ပြောတဲ့အချက်နှစ်ခုကိုကြားလိုက်တာနဲ့အိန္ဒိယနိုင်ငံကဆင်တွေအတွက်ကာကွယ်မှုအနည်းဆုံးနိုင်ငံဆိုတာအားလုံးသတိထားမိကြပါတယ်ထင်ပါတယ် လွန်ခဲ့တဲ့ဆယ်နှစ်အတွင်းမှာယထာတိုင်းပြီလို့တည်ဆုံခဲ့ရတဲ့ဆင်အရေးအတွက်ကအကောင်ကြီး200လောက်အထိရှိပါတယ်။နောက်ပြီးအိန္ဒိယနိုင်ငံမှာရှိတဲ့ဆင်မျိုးစိတ်အများစုကလူတွေကိုအန္တရာယ်မပြုတဲ့မျိုးစိတ်တွေများပါတယ်။အခုနောက်ပိုင်းမှာတော့အိန္ဒိယနိုင်ငံကယထာကုမ္ပဏီအများစုဟာယထာလန်တစ်လျှောက်မှာဆင်တွေတည်ဆုံမှုနဲ့အောင် အကာအကွယ်တချို့ပြုလုပ်လာကြတာကိုတွေ့ရပါတယ်။သူတို့နိုင်ငံကလူဦးရေထူထပ်ရုံသာမကဆင်အရေးအတွက်လည်းပေါများလွန်နေလို့ဆိုရမှာပါ။အကြီးဆုံးမိသားစု ကဘာဘောကနိုင်ငံတိုင်းမှာရှိတဲ့လူသားတိုင်းကတော့ပျော်ရွှင်စရာကောင်းတဲ့မိသားစုဘဝကိုလိုချင်တဲ့သူတွေကြီးပါမိတ်ဆွေတို့ရဲ့စိတ်ကူးတွေကမိသားစုဘဝကိုဘယ်လိုပုံစံဖြစ်မလဲဗျမိသားစုဝင်9ယောက်လား10ယောက်လားကျွန်တော်အခုပြောပြပေးသွားမယ့်အိန္ဒိယနိုင်ငံရဲ့မိသားစုဝင်အများဆုံးမိသားစုအကြောင်းကိုပြောမယ်ဆိုရင်တော့မိတ်ဆွေတို့လည်းပါဇက်အဟောင်းသားဖြစ်သွားမှာပါပါကြောင်လဲဆိုတော့အိန္ဒိယရဲ့မိသားစုဝင်အများဆုံးမိသားစုမှာစုစုပေါင်းလူဦးရေ196ယောက်ထိရှိပါတယ်။ဒီမိသားစုရဲ့အိမ်နောက်ဦးစီးကတော့ဇီရာနာချာနာဆိုတဲ့သူပဲဖြစ်ပါတယ်။ နောက်ဆုံးသိရှိထားတဲ့သတင်းတွေအရဆိုရင်သူ့မှာဇနီးတဲ့38ယောက်တာသမီ89ယောက်ထိရှိပါတယ်။သူ့ရဲ့တာသမီတွေကတချို့ဆိုရင်တော့အိမ်အောင်ကြပြီးကလေးတွေရနိုင်ပြီဖြစ်ပါတယ်။ဒါကြောင့်မဲ့ချနာဟာမီသားစုဝင်ဥယေစုစုပေါင်း169ယောက်ထိရှိနေတာပါ။သူတို့တွေအားလုံးအိန္ဒိယနိုင်ငံတောင်ပိုင်းမှာနေထိုင်ကြတာဖြစ်ပြီးမိသားစုဝင်တွေအားလုံးကအိမ်ကြီးတစ်လုံးထဲမှာစုပေါင်းနေထိုင်ကြပါတယ်။အဲ့ဒီအိမ်ကြီးကလည်းလေးတဲ့အိမ်ကြီးဖြစ်ပြီးအခန်းပေါင်း100လောက်အထိပါရှိပါတယ်။ ကဲဒီတော့မိတ်ဆွေတို့ဆိုရင်ရောဒီလိုမိသားစုကြီးမှာနေထိုင်ရတာပြောစရာကောင်းမယ်လို့ထင်ပါသလားအိန္ဒိယနိုင်ငံလူကြီးထုထတာလေဒီလိုလူမျိုးတွေကြောင့်ဖြစ်မှာပါနွားမပုံတင်အိန္ဒိယနိုင်ငံမှာနွားတွေကမြင့်မြတ်ပြီးအဖို့တန်တယ်လို့ယူဆထားကြတာပါအဲ့ဒီအပြင်အိန္ဒိယနိုင်ငံမှာနွားမွေးမြူရေးလုပ်ငန်းကိုစီးပွားအဖြစ်လုပ်ကိုင်သူတွေလည်းများပါတယ်နွားမွေးမြူရေးလုပ်ကိုင်တဲ့အလုပ်သမားတွေဟာညစ်ပတ်နန်းစောနေအောင်ကိုအလုပ်လုပ်ကြရတာပါအိန္ဒိယမှာရှိတဲ့နွားမွေးမြူရေးလုပ်ငန်းမှာတော့တခြားနိုင်ငံတွေနဲ့မတူညီတဲ့ပြဿနာတစ်ခုရှိနေပါသေးတယ် အဲ့ဒါကတော့အိန္ဒိယနိုင်ငံမှာနွားကြောင်းတဲ့အခါအိန္ဒိယနိုင်ငံကနေဘင်္ဂလားဒေ့ရှ်နယ်စပ်ကိုဖျက်ချော်ရလေးရှိပါတယ်။ဒီအခါမှာတချို့သောစီးပွားရေးသမားတွေကနွားမှောက်ခိုးကူးခြင်းလုပ်ငန်းတွေကိုပါတွဲဖက်လုပ်ကင်ကြပါတယ်။ဘာကြောင့်လဲဆိုတော့အိန္ဒိယနိုင်ငံမှာကအမေသားကိုမစားသုံးကြတဲ့အတွက်ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်ကိုမှောက်ခိုးအနေနဲ့ရောင်းချကြတာပါ။ဒီလိုပြဿနာတွေကိုဖြေရှင်းဖို့အတွက်အာဏာပိုင်တွေကအကြံကောင်းတစ်ခုရရှိခဲ့ပါတယ်။အဲ့ဒါကတော့နေဆက်ဒေသမှာရှိတဲ့ရွာတွေကနွားတွေကိုမှတ်ပုံတင်ကတ်ထုတ်ပေးတာပါ။ ဒီအမိတ်ကိုနွားမွေးမြူရေလုပ်ငန်းရှင်တွေနဲ့ဒေသခံတွေအားလုံးကလိုင်းနာဆောင်ရွက်ကြပါရယ်နွားရီရဲ့မှတ်ပုံတင်ကတ်မှာဆိုရင်တော့ပိုင်ရှင်အမိအထီအမမွေးတက်ကြစ်မှတ်ပုံတင်အမှတ်စားတဲ့အသေးစိတ်အချက်လက်တွေကိုထည့်သွင်းပေးထားပါရယ်အခုလိုမျိုးနွားကိုမှတ်ပုံတင်ကတ်ထုတ်ပေးတဲ့အချိန်ကစပြီးနွားမှောင်ခိုကူးခံရမှုကလည်းတဖြည်းဖြည်းလျော့နေသွားပါရယ်လွန်ခဲ့တဲ့နှစ်နှစ်အတွင်းမှာဆိုရင်နွားမှောင်ခိုကူးခံရခြင်းမရှိသလောက်ကိုဖြစ်သွားခဲ့ရပါရယ်တတိယလိန်အမျိုးအစား အိန္ဒိယနိုင်ငံမှာတော့လိန်ပြောင်းထားတဲ့သူတွေကို Hilly Jazz လို့ခေါ်တဲ့တတိယလိန်အမျိုးအစားတစ်ခုအဖြစ်သတ်မှတ်ပေးထားပါတယ်။သူတို့တွေကအိန္ဒိယနိုင်ငံရဲ့အရေးကြီးတဲ့အခမ်းကဏ္ဍမှာပါဝင်တဲ့သူတွေပါ။ဘာကြောင့်လဲဆိုတော့အိန္ဒိယနိုင်ငံရဲ့ပျော်ပွဲရှင်တွေတွေမင်္ဂလာဆောင်တွေတခြားသောအလှူမင်္ဂလာအခမ်းအနားတွေမှာတယိုတသိနဲ့ကိုဖိတ်ကြားလေးရှိပါတယ်။အိန္ဒိယမှာရှိတဲ့ Hindu ကိုယ်ရဲ့သူတွေကြားထဲမှာလိန်ပြောင်းထားသူတွေကရှေးခေတ်တော်ဝင်မျိုးနွယ်တွေရဲ့ကိစ္စရပ်တွေမှာကင်တွယ်ပေးရသူတွေဖြစ်တဲ့အတွက်ပုံမှုအလေးပေးခြင်းခံရပါတယ်။ဒါကြောင့်မဲ2014ခုနှစ်မှာတိုက်တဲ့ရလိန်အမျိုးအစားဖြစ် အိန္ဒိယနိုင်ငံကသတ်မှတ်ပေးခဲ့တာဖြစ်ပါတယ်။ဒါပေမဲ့လည်းတချို့သောနေရာတွေမှာတော့ဟယ်လီဂျာစ်လို့ခေါ်တဲ့လိန်ပြောင်းထားသူတွေကိုကြာမာရေးစီးပွားရေးပညာရေးစတဲ့နေရာတချို့မှာခွဲခြားဆက်ဆက်မှုတွေတော့ရှိနေပါသေးတယ်။တချို့သောတက်ကြွလှုပ်ရှားသူတွေကတော့လိန်ပြောင်းလဲထားသူတွေအတွက်ဒဏ်မှုအခွင့်အရေးရရှိမှုကိုဆိုရှယ်မီဒီယာတွေမှာဆက်လက်တိုက်ပွဲဝင်လျက်ရှိပါတယ်။ဒီလိုအကြောင်းအရာတွေကိုတော့အိန္ဒိယဇလန်တော်တော်များများမှလည်းတွေ့ရလိမ့်ရှိပါတယ်။ဆင်းမင်္ဂလာအခါတော်ပြီး အိန္ဒိယနိုင်ငံမှာရှိတဲ့တမီဖျားကြောင်တချို့မှာဆင်တွေရဲ့မင်္ဂလာအခါတော်ပေးခြင်းကိုခံယူကြပါတယ်ဖျားကြောင်မှာရှိတဲ့ဆင်တွေကအထူးလေးချင်းတင်ကြားပေးထားတဲ့ဆင်တွေဖြစ်ပြီးအရန်ကိုလေမာရှင်ကြီးတဲ့ဆင်တွေဖြစ်ပါတယ်သူတို့ဟာလူတွေရဲ့ကောင်းကိုနှမောင်းနဲ့ပုတ်တပီးကောင်းကြီးပေးလေးရှိပါတယ်အိန္ဒိယနိုင်ငံမှာရှိတဲ့ဆင်အများစုကလူတွေကိုအန္တရာယ်မပြုကြပဲရှင်ကြီးလိမ်မာတဲ့မျိုးစိတ်တွေသာဖြစ်ကြပါတယ်ဒါကြောင့်မဲအိန္ဒိယနိုင်ငံမှာရှိတဲ့ဆင်အများစုကဖျော်ပြေးနဲ့ဘာသာရေးဆိုင်ရာလုပ်ငန်းတချို့မှာပါဝင်ပတ်သက်နေကြပါတယ် နိုင်ငံတကာခီးသွားတွေအနေနဲ့လည်းအခုလိုစင်တွေရဲ့ကောင်းကြီးပေးခံရတာကိုလည်းနှစ်သက်ကြပါရယ်စင်တွေကလူတွေရဲ့ဥကောင်ကိုနှမောင်းနဲ့ပုတ်တပြီးကောင်းကြီးပေးကလူတွေစီကအလှငွေကိုနှမောင်းနဲ့ယူပြီးအလှကံဖလာတဲ့ထဲပေးတတ်ကြပါရယ်လဲထုံပြိုင်ပွဲကဲမိတ်ဆွေတို့အနေနဲ့ထူးခြားတဲ့ရိုးရဒလေးတွေနဲ့ပြိုင်ပွဲတွေကိုနှစ်သက်သူဆိုရင်တော့အိန္ဒိယနိုင်ငံမှာရှိတဲ့လဲထုံပြိုင်ပွဲကမိတ်ဆွေတို့ကိုစိတ်လှုပ်ရှားမှုအပြည့်နဲ့ဖြောစရာကောင်းစီမှာပါလဲထုံပြိုင်ပွဲဆိုတာကရှော့နဲ့ရေအနှဲငယ်သာရှိတဲ့ လဲကွင်းထဲမှာနွားနှက်ကောင်ကိုထုံနှုံးမှတက်ပြီးပြိုင်ဆိုင်ရတဲ့ပွဲပါလဲထုံပြိုင်ပွဲဆိုတာကအိန္ဒိယနိုင်ငံရွာတချို့မှာတကယ်ကိုရေပန်းစားပြီးနာမည်ကြီးရဲ့ရိုးရာအားကစားပြိုင်ပွဲတစ်ခုပါလဲထုံပြိုင်ပွဲမှာဆိုရင်အဖွဲလိုက်ပြိုင်ဆိုင်ရတာဖြစ်ပြီးကစားဝဲတစ်ခုမှာထုံနှုံးတက်ထားတဲ့နွားနှက်ကောင်ကိုလူနှစ်ယောက်ကထိန်းချုပ်ပြီးတတ်မှတ်ထားတဲ့ပန်းနိုင်ကိုအချိန်မောင်းများစွာဖြေးလွှားကြတာဖြစ်ပါသည် အဲ့ဒီလေထွန်ပြိုင်ပွဲကအိန္ဒိယနိုင်ငံမှာဘယ်လောက်ထိရေပန်းစားသလဲဆိုရင်အင်္ဂလန်ပရီးမီးယားလိဂ်လိုယာသည်အလိုက် ပြိုင်ပွဲမျိုးစုံကိုအသင်းပေါင်းများစွာပါဝင်ရှင်းမြိုင်ကစားရတဲ့အကစားတစ်မျိုးပါစုအနေနဲ့ဆိုရင်လည်းငွေသားစုအပြင်စုဖလားတွေဒိုင်းတွေပါပေးရလိမ့်ရှိပါတယ်လေထွန်ပြိုင်ပွဲမှာပါဝင်တဲ့နွားတွေကိုအထူးလေးချင်းတင် जा ပေးရပြီးအစားအစာကိုလည်းတခြားနွားတွေနဲ့မတူဘဲတိသက်အစာကိုသာကျွေးမွေးရပါတယ်ကဲဒီတော့မိတ်ဆွေတို့အနေနဲ့လေအိန္ဒိယကိုသွားရင်လေထုံပြိုင်ပွဲမှာပါဝင်ခြင်းစိတ်များရှိသလားဆိုတော့ခေါ်မှာပါပါဝင်ဆွေးနွေးပြီးသွားလိုက်ပါ စပင်းလုပ်ငန်းဆက်လက်ပြီးအိန္ဒိယမှာနာမည်ကြီးတဲ့လုပ်ငန်းတစ်ခုကတော့စပင်းရောင်းဝယ်ခြင်းလုပ်ငန်းပါကမ္ဘာတစ်ဝန်းလုံးမှာရှိတဲ့စပင်းရောင်းဝယ်ခြင်းလုပ်ငန်းရဲ့88ရာခိုင်နှုန်းကိုအိန္ဒိယနိုင်ငံကဖြန့်ဖြူးရောင်းချပေးနေတာဖြစ်ပါတယ်ဒါကြောင့်ပဲစပင်ရောင်းဝယ်ခြင်းလုပ်ငန်းကအိန္ဒိယနိုင်ငံရဲ့ကြီးမားတဲ့စီးပွားရေးလုပ်ငန်းတွေကတစ်ခုပါ2023ခုနှစ်ရဲ့စစ်တမ်းတွေအရဆိုရင်အိန္ဒိယနိုင်ငံကစပင်ရောင်းဝယ်ခြင်းလုပ်ငန်းကတွေ2023ခုနှစ်အတွင်းအမေရိကန်ဒေါ်လာ682မီလီယံအထိကိုဝင်ငွေရှိခဲ့ပါတယ် ကမ္ဘာစပင်းရောင်းဝယ်ခြင်းဈေးကွက်မှာအရေးသွေးကောင်းမွန်ပြီးနာမည်ကြီးတဲ့ရာမီစပင်းအမျိုးအစားကိုအိန္ဒိယတနိုင်ငံတည်းကသာထုတ်လုပ်တာဖြစ်ပါတယ်။အဲဒီရာမီစပင်းအမျိုးအစားဆိုတာကတော့စပင်းတူပြုတ်လုတဲ့နေရာမှာမူလစပင်းအတိုင်းတသားတဲ့နိဗာတူညီတဲ့စပင်းအမျိုးအစားကိုဆိုလိုတာပါ။အဲဒီအပြင်အိန္ဒိယနိုင်ငံမှာရှိတဲ့ဟိန္ဒူအမျိုးသမီးတွေကလည်းသူတို့တန်ဖိုးထမြင်လို့ရတဲ့စပင်းကိုဖျားကြောက်မှာလှူဒန်းခြင်းမျိုးတွေပြုလုပ်လို့ရှိပါတယ်။ဒီလိုမျိုးလှူဒန်းထားတဲ့စပင်းတွေကိုအစင်စင်တန်းစင်ပြီးသွားရင်တော့အရေးသွေးကောင်းမွန်တဲ့စပင်းအမျိုးအစားတွေရရှိလာပါတယ်။ တချို့မှောက်ခိုဈေးကွက်ကလူတွေကတော့စင်းရဲတဲ့စင်ကြီးပုံးရက်ကွက်ကအမျိုးသမီးတွေကိုပြစ်မှတ်ထားပြီးစပင်းတွေကိုလိုက်လံဝယ်ယူလိရှိပါတယ်။ဖះเจ้าကကြွက်များကဲကျွန်တော်ဒီအကြောင်းကိုအစကကြားရတုန်းကငါအိမ်မက်မက်သလားဆိုပြီးထင်လိုက်ပါတယ်။နောက်မှတေချာတိရတာကဒါကလူတွေရဲ့ဘာသာရေးယုံကြည်မှုနဲ့လည်းသက်ဆိုင်နေတယ်ဆိုတာပါ။မိတ်ဆွေတို့အခုမြင်တွေ့ရတာကတော့ register လို့ခေါ်တဲ့ဖះเจ้าကကြွက်တွေပါ။ရုတ်တရက်ကြီးလိုက်မယ်ဆိုရင်တော့ဒီဖះเจ้าကကြွက်တွေအတွက်စောက်ပေးထားသလားလို့တောင်ထင်မှတ်ရပါတယ်။ ဒီဖျားเจ้าမှာဆိုရင်ကြွက်အကောင်ကြီးထောင်ကျော်အထိရှိပြီးဖျားเจ้าကိုလာရောက်သူတွေကကြွက်တွေကိုနွားနို့တွေနဲ့အစာတွေကျွေးမွေးပြီးကုသိုလ်ယူကြပါရည်။ဒါပေမဲ့လည်းဒီကြွက်တွေကနိုင်ငံတကာခီးသွားတွေကိုဆွဲဆောင်နေရရှိပြီးနှစ်စဉ် register ဖျားเจ้าကိုလာရောက်လဲပတ်ကြတဲ့နိုင်ငံခြားခီးသွားတွေလည်းများစွာရှိလိုနေပါရည်။ရောင်စုံပွဲတော် Holy Dharma ရောင်စုံပွဲတော်လို့ခေါ်တဲ့ပွဲတော်ဟာဆိုရင် Hindu လူမျိုးတွေရဲ့အထင်ကြီးပွဲတော်တစ်ခုပါ။ ဟိုလီပွဲတော်ကိုတော့နှစ်ဆင့် match လာမှာကျင်းပလိမ့်ရှိပြီးအချိန်ကာလအဖြစ်နှစ်ရက်တာကြာမြင့်ပါရီဟိုလီပွဲတော်နေ့မှာဆိုရင်ဆွေမျိုးတွေအိမ်ကိုတွားရောက်လဲပတ်ကြပြီးတချင်းတွေတီးဆိုကခုံချင်းတဲ့ပွဲတော်တွေကိုစတင်လိမ့်ရှိပါရီအဲဒီနောက်မှာတော့ပွဲတော်ကျင်းပရရက်ကွက်အလိုက်ဆောက်လုပ်ထားတဲ့မန်ဒတ်တွေနဲ့ရှောင်းဆောင်ဆေးမှုတ်တွေနဲ့တအူးကိုတအူးချစ်ခင်ရည်နီစွာတုတ်လိမ့်ကြပြီးရေပတ်ကစားကြပါရီ ပွဲတော်ရက်အတွင်းမှာဆိုရင်တော့လူကြီးလူငယ်အရွယ်သုံးပါအမျက်မရွေးလာရောက်ကားခုန်ခြင်းနဲ့တချင်းတီးဆိုးခြင်းတွေကိုပြုလုပ်ကြပါရယ်။ဟိုလီပွဲတော်ကအိန္ဒိယဇလန်တော်တော်များများပါလေတွေ့ရလေးရှိတဲ့ပွဲတော်တစ်ခုဖြစ်ပါရယ်။တင့်မြတ်တရာအိန္ဒိယနိုင်ငံမှာရှိတဲ့တချို့တရာတွေကတော့ထူးဆန်းစွာနဲ့ပဲတစ်ပင်ရဲ့အနွယ်အမြင့်တွေနဲ့တိဆောက်ထားတာဖြစ်ပါရယ်။ဒီတရားကိုတော့ရဘာပင်ရဲ့အမြင့်နဲ့အနွယ်တွေကိုအသုံးပြုပြီးစမ်းချောင်းတစ်ဖက်ခန်းကိုတွေ့တန်းထားတာဖြစ်ပါတယ်။ ဒါကြောင့်အချိန်ကာလကြာမြင့်လာတာနဲ့အမျှတင်းမြင့်တဲ့သွင်တွေကပုံမကြီးထွားလာတဲ့အတွက်တရားဟာပုံမခိုင်ခန့်လာပါတယ်။တချို့တင်းမြင့်တရားတွေဟာဆိုရင်တော့ပေ250အထိကိုရှည်လျားကြပါတယ်။ပြောမယ်ဆိုရင်တော့အိန္ဒိယရဲ့ဒီတင်းမြစ်သဒ္ဓါတွေဟာတဘာဝပတ်ဝန်းကျင်ကိုလည်းလုံးဝထိခိုက်မှုမရှိတဲ့သဒ္ဓါတွေပါ။ဒါပေမဲ့ဒီလိုတင်းမြစ်သဒ္ဓါတွေကတဘာဝအတိုင်းပေါ်ပေါက်လာတာတော့မဟုတ်ပါဘူး။တင်းမြစ်သဒ္ဓါတွေကိုတိဆောက်တော့မယ်ဆိုရင်အရင်ဆုံးဝါဒါမဟုတ်တစ်ကောက်ထဲမှာတင်းမြစ်နွယ်တွေကိုထည့်ပြီးတွေ့တန်းကျင်တဲ့တစ်ဖက်ကန်းကိုတွေ့တန်းပေးရမှာဖြစ်ပါတယ်။ ဒါမှသာအချိန်ကြာလာတဲ့အခါတင်းမြစ်တွေကကြီးထွားလာပြီးခိုင်ခန့်တဲ့သဒ္ဓါရစင်ရရှိမှာပါဒီတင်းမြစ်သဒ္ဓါရရဲ့တက်တန်းကအနည်းဆုံးနှစ်ပေါင်း100လောက်အထိကိုအသုံးပြုနိုင်ပါတယ်အခုဆိုရင်တော့အိန္ဒိယနိုင်ငံကသူတို့နိုင်ငံမှာရှိတဲ့တင်းမြစ်သဒ္ဓါရတွေကိုကမ္ဘာယဉ်ကျေးမှုအမွေအနှစ်စင်းထဲမှာထည့်သွင်းနိုင်ဖို့အတွက်ယူနက်စကိုမှတင်ပြပြီးသားဖြစ်ပါတယ် ဲဒီလောက်ဆိုရင်တော့ကျွန်တော်ဒီကနေ့ပြောပြပေးသွားတဲ့အိန္ဒိယနိုင်ငံမှာသာမြင်တွေ့ရတဲ့ထူးဆန်းတဲ့အကြောင်းအရာတွေကိုသိရှိပြီးသွားလောက်ပြီလို့ထင်ပါရယ်အခုတင်ဆက်ပေးတဲ့အကြောင်းအရာတွေထဲမှာဘယ်တစ်ခုကပရိသတ်တို့အတွက်ဆွဲဆောင်မှုအရှိစေဆုံးလဲဆိုတာကိုလည်းခေါင်းမှမှာပါဝင်ဆွေးနွေးပေးသွားလိုက်ပါအဆီဇန်လေးကိုအဆုံးထိလိုက်ပါကြည့်ရှုအားပေးတဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျာ